အလုံးပြီးတဲ့တိုင်းပဲမင်းအောင်နိုင်တကောင်ကတော့ဘယ်လိုမျိုးနေ့ရက်တွေပဲရောက်ရောက်ဘောင်းငံဘုံကြီးကျင်းနေဘယ်လိုပဲကျင်းနေကျင်းနေငယ်နေသူ့ရဲ့စပွဲပွားကိုလာဖို့တော့ခေါ်နေတာပါပဲတော်လိုင်းကြီးတရရာတနည်းကျန်စပွဲမို့ပါဘူးမင်းရဲ့ခေါင်းထီကိုတက်လာမှာပါအဲ့တော့စိတ်ချပါစစ်မစီကံပြေပါတဲ့ပါတီဆိုဒီမိုကရေစီစနစ်ခိုင်မာစေကြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကိုကျွန်တော်တို့ဆွေးရကရည်မှန်းချက်ထားဆောင်ရလေရှိနေပါတယ်ပြည်သူလူထုလိုလာတဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လဲကောင်တာပေးနိုင်ဖို့အတွက် ။ဒါမဲ့ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဆိုဒီမိုကရေစီထူထူရွေးကောက်ပွဲကိုကျင်းပပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်ရှိနေပါတယ်။မြောင်းကြီးရှော်နေတာလေနည်းနည်းလေးရှော်တဲ့ပြော်ပြီးပြော်ပြော်တဲ့နေကိုဒိုးကနာမည်ခုတော့ပေးမယ်မဲလို့ကြာ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 ညကွယ်တပ်အုံးလုံးခဏခဏချာကပြော်ပေါင်းဝင်တော့တဲ့နေကိုအားလုံးပြန်တော့ပြောလိုက်ကြတယ်ရှော် ana yure sikwela mela siwe takwela mela statement takka shout cha dilo sore me no proba name de kuro pe me jala ဒါအမျော်မြင်ဘာကြောင့်အမျော်မြင်ရှိတယ်ဆိုတော့တနည်းမှာနိုင်ငံသားထောက်ပံ့ကူညီတဲ့အကူအညီမှုကိုရယူနေတဲ့ပါတီတွေကအာဏာရသွားမယ်ဆိုရင်နိုင်ငံသားပါဝင်မှုတွေဆော့ဖက်မှုတွေရှိလာမယ်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကိုဟလာဘာသာရေးအရာဟလာအနိုင်ကျင့်ချုပ်ချယ်တာတွေနိုင်ငံရေးအရာအနိုင်ကျင့်ချုပ်ချယ်တာတွေလူမှုရေးအရာအနိုင်ကျင့်ချုပ်ချယ်တာတွေရှိလာမယ်ဆိုတာကိုကြိုတင်သိထားတဲ့အတွက်ဒီအမိန့်တွေကိုဒီဥပဒေတွေကိုရုပ်သိမ်းပေးခဲ့တယ် ံမျိုးတွေအားလုံးပဲငလင်ဘေးတံမှာအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Google Revolution ရဲ့ channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ April 18ရက်နေ့ကြာတာပရိနေရဲ့ညပိုင်းထီနောက်ဆုံးရရှိသတင်းချို့ဖော်ပြပေးတော့ဖြစ်တဲ့အတွက်အမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးသွားဖို့လည်းဒီနေရာကနေပြန်တက်မှန်တောင်းဆိုလိုက်ပါတယ်။ဒီမှာနိုင်ငံမှာကတော့ main online ကိုမြေကြီးကလက်မခံသလိုပဲနေ့စဉ်နဲ့အမြငလင်လုံမှုတွေရှိနေပြီးတော့ဒီနေ့ Nissan တရက်နေ့မှာတော့မန္တလေးမြို့ကိုဗဟုပြူပြီးတော့ အင်းအား၄၆ဆင့်ရှိတဲ့ငလင်လှုပ်ခတ်မှုဖြစ်သွားခဲ့ပြီးတော့မန္တလေးမရပူရစကိုင်းမြို့နယ်ပြည်ဦးတွေများကသိသွားတာခံစားခဲ့ရကြောင်းပြည်သူတွေကထုတ်ပေါ်ပြောကြားတော့တွေ့ရှိရပါတယ်။ဒါဟာမြန်မာနေစံတရက်နေ့မန္တလေးတိုင်းမန္တလေးမြို့ဦးနီကိုဗဟုပြီးွေလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်ကတော့အတော်ကိုသိတာတဲ့ဘုံငနယ်ကိုလှုပ်တာအချိန်တော့အရင်မကြာလို့ချိန်ကြာရင်ပြိုစဲတိုက်တီတောင်တက်ပြီးပြိုနိုင်တယ်။ကျန်းတယ်လို့လည်းမန္တလေးမြို့ကနေကပြောထားတာတွေ့ရှိရပါတယ်။အလိုပဲမရပူရမြို့နယ်စကိုင်းမြို့နယ်ပြည်ဦးတွေမြို့တို့မှာလည်း မုံနဲ့ပိုက်မှာလှုပ်ခတ်သွားတဲ့ငလင်ကိုတိတော်သာခံစားခဲ့ရကြောင်းဒေသပြည်သူတွေကပြောထားပါတယ်။ဂိုင်းမှာလည်းအတော်ကြီးကိုခံစားရတဲ့အိမ်တွေတစ်ချက်တော့ရင်ထိုးွားတယ်ဆိုပြီးတော့စကိုင်းမြို့ဇေယျကွက်တိရွက်ကမှာရှိတဲ့ပြည်သူတို့ကလည်းပြောဆိုထားပါတယ်။မလာ28ရက်နေ့ပြင်းရ9သမခွန်ဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်များဇက်တိုက်လှုပ်နေခဲ့ရမှာတော့ယနေ့ဧပြီလ18ရက်နေ့ ်ထိကလင်လှုပ်ခတ်မှုအချိန်ကြီးပေါင်း148လာပြီဖြစ်ကြောင်းလည်းမိုးလေဝသနဇလပီတာကထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။အမျိုးတွေအားလုံးပဲဒီရဲ့ပိုင်းမှာကတော့ကလင်မြို့မှာရှိတဲ့တော်လန်ရေးပြည်သူ့ကာကွယ်ရေးတပ်တွေကနေပြီးတော့ပြည်သူ့စစ်ပြူစောထီရွာ၅ရွာကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီးမှာတော့ပြူစောထီတွေရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့နိုင်ငံရေးကိုခွေးတို့ပေါက်ကစောင့်နေကြတဲ့အားလုံးဒီတဲ့အတိုင်းပဲဘူးလက်လှဆွေတို့မင်းကင်းမောင်မြင့်တို့နော်တို့တွေအားလုံးကတကယ်တော့ယူစောတီရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။နောက်ကနေပြီးတော့ထောက်ပူနေပြီးတော့သူတို့ကတော့ရှေ့မှာမျက်နှာပြနေတဲ့ကောင်တွေဖြစ်ပါတယ်။ ကဲဒါပေမဲ့လက်ရှိအချိန်မှာကတော့ဘယ်လိုမျိုးလောင်နေလဲဆိုတာပြရမှာဖြစ်ပါတယ်လောင်တာလည်းမပြောနိုင်ပြီဗျသူပို့ထားတဲ့ပဲတွေစမ်းနေအကုန်လုံးကုန်ပြီလေဗျအကုန်လုံးကသူပို့တာကတော့သူ့ရဲ့ပြူစောတီကိုထောက်ဖို့လုပ်ပြီးမှလည်းလက်ရှိအချိန်မှာကတော့တော်လိုင်းကြီးတက်တွေကသူတို့ကိုကျေးဇူးတောင်တင်နေပါသေးတယ်ဒါပါလေကလေးတောင်မဲကကြံတာဆိုတဲ့ယူဟာပေါ့နော်ပြည်သူစစ်ယူဟာဟိုချင်းပတက်ကတိုက်တော့စကန်းကြွားပါတယ်တက်ကလည်းအကြဆုံးနေရှိอืม ရွာကြွားတော့အဲရွာထဲမှာရှိတဲ့ပဲတွေနှမ်းနေအဲ့ဒါတွေကိုဒီချင်းပြတ်တွေကကားတွေနဲ့တိုက်ပြီးတော့ကလေးမျိုးမှာသွားရောက်နေတဲ့ဆယ်ဘိန်းကား၃စီးနဲ့အဲ့ဒါဘာလို့လာပြီးတော့ကလေးမျိုးပေါ်ကဟာလာတက်တယ်မရှိဘူးလားအဲဒါပေါက်ခွဲရလို့ခေါ်ပါတယ်သူကိုယ်တိုင်ပို့ထားတဲ့ဟာတွေကိုအခုလိုမျိုးသူတို့တွေအကောင်ပေးထားတဲ့ဟာတွေကုန်ပါသွားပြည့်တဲ့အတွက်နောက်ဆုံးတော့လည်းမင်းရောက်နိုင်သူတို့မဲရပြန်ပြီဒီမှာသူတို့စခန်းအတိုက်ပြီးတော့ပြည်သူစစ်ရွာပဲတွေနှမ်းနေကို ကားရီနဲ့တဲသွားတာအဲ့ဒါကိုကလေးမျိုးကပွဲယုံဒီမှာ တွားရောက်နေတယ်ဗျာကျွန်တော်အကြည့်လို့ကြောက်လေဓကဆကလေးတို့ကတော့နမခတိုင်မှုကြီးစီလဲဖုံးဆက်တာဖုံးဆက်လို့မရပထွေးတို့ပထွေးကိုလမ်းပြီးတော့တိုင်းနေတယ်ဓကဆကလေးလည်းဖုံးမကဲဟွန်းအစခန်းကြတော့ကြတာပေါ့ဒါပေမဲ့ရွာသူရွာသားတွေရဲ့ပဲတွေနှမ်းနေအကုန်လုံးအကုန်လုံးကားတွေနဲ့တိုက်ပြီးတော့ PDF တွေကဟိုမှာကလေးမျိုးကတိုင်ဒီမှာတွားရောက်နေတယ်ဗျာ ဲ့ဒါကိုဘာရောဒီရောတိုင်းမဟုတ်ပါဘူးကပြူစောတိပြောတယ်မှာဘလို့လက်ခံတာလေအဲ့ဒိုင်တွေကိုဖမ်းပါလားဒီကောင်นี่ကျွန်တော်တို့စီကပါသွားတယ်ပဲဒီနန်းนี่ဗျာဒါကြီးကတော့อืมမမိုက်မမိုက်ခင်ဗျားတို့အဲ့ဂိတ်တွေကဘာအဲ့ကုန်ကားကြီးတွေနဲ့ဆယ်ဝင်းကားကြီးတွေနဲ့ဘယ်ဒီနန်းนี่တိုက်သွားတာခင်ဗျားအဲ့ဒါဘာဘာလို့ကြည်နေလဲအဲ့မဖမ်းအောင်လားဘိုင်လုံးတော့လေးစားပါလေ ော်လို့ကြည့်နေရတယ်ဆိုတော့မင်းဟာနေမလို့တဲ့မင်းတို့စစ်တပ်ကစစ်ကွေးကြီးကြီးကပြန်ပြီးကိုက်နေရမင်းကိုနောက်ထပ်သတင်းတော့မှာတော့တနင်္သာရီတိုင်းပုံပြင်းမြို့နယ်တောင်ငယ်ရွာခြေဆိုင်ပြူစော်ဒီစကန်ကိုဝင်ရောက်တိုက်ခတ်ခဲ့မှာတော့ပြူကောင်းဆောင်ထေးဝင်းနေရာမှာပဲမြောင်းနယ်ကောင်းဆိုင်သွားပြီးတော့လက်နက်ဆဲလက်နဲ့ခရမ်းများတင်းစီရရှိခဲ့ကြောင်းတနင်္သာရီမြို့နယ်ဖကဖကနေပြီးတောင်ဝင်ရှိသူတွေကနေပြီးထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတော့မှာတော့မြန်မာရိုးရာနှစ်တကူနစ်ဆန်တရက်နေ့ဒီနေ့အကောင်စီတပ်ဟာမိုးကုတ်မြို့နယ်အတွင်းကိုလေရင်ဖြင့်ဘုံကျဲချချောင်းတရန်လေးကထုတ်ပြန်ကြေညာခဲ့ပါတယ်ဘုံကျဲသွားတာကမိုးကုတ်ရှိပိုင်း မစိုးရင်ကြောင်းတိုင်နာပါရေကြောင်းတက်ခတ်မှုနှစ်ချိန်လှုပ်သွားတယ်။ကစုံနီးကိုလည်းကျဲတယ်။မစိုးရင်ကြောင်းတိုင်နဲ့နန်းနွယ်အကြားရွှေလိပ်ပြအောင်တကြောဘက်ကိုလည်းကျဲသွားတယ်လို့ဘိုးကုတ်ဒေသခံတွေကလည်းပြောထားပါဗျ။စကောင်စီတားဟာအေဘလာ၂ရက်နေမှာအေဘလာ၂၂ရက်နေ့ထိရေပောင်းနေစကြပြစ်ခတ်ရဆဲတော်လဲတရန်လေးအုပ်ချုပ်သောမြို့နေများကိုတော့စီရင်ဟာဖြည့်တင်းချင်းထိုးစစ်ဆင်ရင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေကြောင်းမြေပုံကျဲခြင်းများကိုလှုပ်ဆောင်နေကြောင်းတရန်လေးကသတင်းထုတ်ပြန်ထားတာတို့ရှိရပါဗျ။နောက်ထပ်သတင်းတို့မှာတော့ကျမ်းပါစစ်ကောင်စီရဲ့ဒီနေ့နှစ်တကူလွန်ငင်းချမ်းသာကွင်းမှာနိုင်ငံရေးကျင်းသား900ခန့်အောက်သာလွတ်မြောက်နိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကြီးအကဲများကွန်ရက် PBNM ကဦးဆောင်ကော်မတီဝင်ကိုတိုက်တွန်းဦးကပြောထားပါဗျ။စစ်ကောင်စီကနှစ်ဆန်းတရက်နေမြေပုံမှန်လုံဆောင်လေးရှိတဲ့အကြီးအကဲများလူငင်းချမ်းသာခွင့်မှာနိုင်ငံရေးကျင်းသား900ခန့်လုံးအသာပါဝင်ကြောင်းအကြမ်းဖက်စစ်တပ်ဟာဧပြီလ18ရက်နေ့မြန်မာနှစ်ဆန်းတရက်နေ့တွင်နိုင်ငံတော်ဝန်ရှိအကြီးအကဲတွေထံမှအကြီးအကဲပေါင်း4893ဦးကိုလူငင်းချမ်းသာခွင့်ပေးကြောင်းထုတ်ပြန်ထားတော်လဲလူငင်းခွင့်ပြုသည့်ကျင်းသားများတွင်နိုင်ငံရေးကျင်းသားများအ ਨੇ ကျင်းသာပါဝင်ခဲ့ကြောင်းသိရှိရပါသည်။နိုင်ငံရေးကျင်းသားအကျဉ်းသူပါဝင်မှုတော်လေးနည်းတယ်ဗျ900ခန့်လုံးလောက်အောက်ပဲရှိပါသည်။ 900ရာခိုင်နှုန်းအောက်တောင်မှခုတော်တော်လေးကိုကျူးစားပြီးတော့နိုင်ငံရေးရဲ့စရင်ကိုစောင့်ကြည့်တဲ့အခါမှာတော့900ရာခိုင်နှုန်းအောက်လောက်ပဲပါလာနိုင်ချေရှိတယ်လို့လည်းကိုတိုက်ထုံးကပြောထားပါတယ်။လက်ရှိအချိန်ထိကနဦးရရှိစရင်ရနိုင်ငံရေးကျင်းသားလူကြီးစရင်ဒီပေါင်းတဲ့အကျင်းမှာနိုင်ငံရေးကျင်းသားကြားနှုန်းဦးတဝဲကျင်းတောင်မှာနိုင်ငံရေးကျင်းသားကြားတဦးနဲ့မတဦးပြည်ကျင်းတောင်မှာကြားငါဦးနဲ့မလေးဦးပခုတ်ကူကျင်းတောင်မှာကြားလေးဦးနဲ့မတဦးညောင်ဦးကျင်းတောင်မှာတော့ကြားနှုန်းဦးနဲ့မနှုန်းဦးလွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PP အနန္တကနေပြီးတော့ထုတ်ပြန်ပြောဆိုထားပါတယ်။ အသက်ကြီးကြီးပြီးအချိန်မရှိတဲ့ဘောမာတွေမြားနေတဲ့ခေကြီးမှာဒီမှာနောက်တစ်ကောင်မှာနော်အသက်ကြီးကတော့ကြီးပြီးအုံတော်တွေကတော့မရှိသေးဘူးပင်ပြိုးတိုးတက်မှုကနောက်ကျနိုင်ငံတကာအောက်မှာနေရတာကိုပြောတစ်ဖက်နဲ့အောက်မှာပျော်ရွှင်ပျော်မြူးနေတဲ့ဘောမာတွေကလည်းဘယ်လောက်ထိတောင်ရှိလဲဆိုတာကိုဒီဗီဒီယိုရဲ့သတိတစ်ခုပါပဲအားလုံးပဲဘလူးမျိုးဘောမာတွေဘာတွေပြောနေလဲတမတော်ကြီးကဘလူးပြတမတော်ကြီးလဲဆိုတာကိုအားလုံးကြည့်ပါအောင်ဗျာဟုတ်ကဲ့ကျွန်တော်ဆွန့်လို့တင်ပြသွားပါမယ်။ဒါကြောင့်ဒါတွေကိုကျွန်တော်ဆွန့်လို့တင်ပြရလဲဆိုတော့မြန်မာတပ်မတော်ရဲ့အမျှော်မြင်ကြီးမှုကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးကဒီမိုကရေစီနိုင်ငံဖြစ်ခဲ့ရဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဆန္ဒပြလို့တပိတ်မှောက်လို့ဟလာအဖြတ်အမှောက်တွေလုပ်လို့ကျွန်တော်တို့နိုင်ငံဒီမိုကရေစီရခဲ့တာမဟုတ်ပါဘူး။တက်မတော်ရဲ့အစိုးရရဲ့မြစ်တာစေတနာကြောင့်ဒီသူ့ပေါ်မှာထားတဲ့မြစ်တာစေတနာမှန်ကန်မှုကြောင့်ကျွန်တော်တို့အခုလိုဒီမိုကရေစီနိုင်ငံဖြစ်ခဲ့တာဖြစ်ပါတယ်။တချင်ကနိုင်ငံခြားသားအင်္ဂလိပ်အုပ်ချုပ်စဉ်အခါကကျွန်တော်တို့ပြည်သူလူထုတွေအပေါ်မှာဖိနှိပ်ဖို့အနိုင်ကျင့်ဖို့အတွက်ကို1989ခုနှစ်မြို့များဥပဒေ1989ခုနှစ်ပြေးဝင်တာဥပဒေဆိုပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုဖိနှိပ်ဖို့ဥပဒေရေးဆိုပြထားခဲ့ပါတယ်။အဲ့ဒီဥပဒေရကျွန်တော်တို့တွေကလက်ဝါးပေးရမယ်၊ပြင်ဆင်ရမယ် အော်ဒါအထာနာမအဖြစ်လိုက်ရမယ်ဒါတွေကိုခိုက်စေတာကိုမလောက်ဆောင်ဘူးဆိုရင်ဒါကျွန်တော်တို့ကို24နာရီချုပ်ပိုင်ခွင့်ဟာလာတလအထိထောင်ချခွင့်ဟာလာကျွန်တော်တို့အိမ်ထိုင်းနေနေနဲ့ဟာလာအပြစ်ဒဏ်သင့်နေတဲ့ဥပဒေမျိုးတွေဖြစ်ပါဒီလူလူတို့ပေါ်မှာဝန်ထုတ်ဝန်ထုတ်ဖြစ်နေတဲ့ဥပဒေတွေဖြစ်ပါတယ်အဲ့တော့1990ခုရွေးကောက်ပွဲအပြီးမှာအာဏာမအပ်လို့ဆိုပြီးတော့ဒီလိုပဲနိုင်ငံရေးသမားတွေတောက်ခုတ်သွားကြတယ်ဟာလာနိုင်ငံသားထွက်ပြေးပြီးတော့အဝေးရောက်အရှိုးရဆိုပြီးအတန်ကောင်းနေဆုံးကြတယ်ဟာလာနောက်ပိုင်းတော့လေအတန်တွေတိတ်သွားကြတာပါပဲ ဒါတွေကိုပြည်သူတွေကမိတ်မတော်ဘူးလို့ပြောပါတယ်ခင်ဗျာပြည်သက်ကြီးကချိုးတွေကို20တရာစုမှရအောင်မယ်လို့တောင်းနေထင်နေပုံရပါတယ်အဲ့ဒီအချိန်မှာဆိုရင်ဖွဲ့စည်းပုံအခြေခံနိုင်ငံတော်တီးအုပ်ချုပ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းမရှိသေးဘူးမြို့နယ်330မှာရှိတယ်တနင်္ဂနွေလုံးမှာရှိတယ်မြို့နယ်တွေကလွှတ်တော်တွေအစည်းအဝေးထိုင်ဖို့အတွက်ကိုလွှတ်တော်ရုံးဆိုတာလည်းလွှတ်တော်အဆောက်အုံဆိုတာလည်းမရှိသေးဘူးဒါကြောင့်ဒီဒီလိုအပ်ချက်တွေဒီမိုကရေစီပေးမယ်ဆိုရင်ဒီလိုအပ်ချက်တွေရှိလာမယ်ဒါကြောင့်အမျှော်မြင်ကြီးကြီးနဲ့ဒီဗိုလ်ချုပ်မိုးကြီးဦးတန်းချွေခေါင်းဆောင်နဲ့အစိုးရဟာ 你比如讲有道伊少几到。因为两岸这山景区有道少五，伊少几道。那里这边可能讲真哦，他妈比较个嘞。汤锅啊，可能可能有咩有过的，汤锅啊，可能可能煮完咩有过的，哎呀，然后路边都有，我们我不偏食的，啊，偏的差的有过的就有嘞，路边有啊啦，再剩下真路的，荔湾边仔啦，红岩那边有条戛兰路，二塘那边有戛嘛，而且真哦路二洲某家兰嘛，但是，而且荔湾边啊，荔湾边路有，阿拉唔矮子，啊，这概多少条路多少了？好了，蛮多路线，啊，别的酷酷，但是我们这嘛，只有多少了，没矮 ဟာကျွန်တော်ကိုယ်တိုင်နဲ့ဟာလာမတော်လို့ရှိရင်မလုံချောင်လို့ရှိရင်အပြစ်တစ်စုံတရားပြစ်ခံမှာကြောက်လို့ကျွန်တော်သွားခဲ့တာဟာလာနောက်ကျုံမလေးလောက်ကြတာကာလန်ဒါဒီအကုန်လက်ဝါးပေးကြရတာဟာလာပတိန်လေးရင်ခွင်းကြီးဒါကျွန်တော်တို့အရာကြီးတိုင်းမှာဒါလက်ဝါးပေးခဲ့ကြရတာအဲ့တော့လုံချင်လုံချင်မလုံချင်မလုံဟာလာမလုံချင်လည်းနေလုံချင်လည်းလုံဟာလာဥပဒေအရမနေတာဘူးသွားကြရတာပါအဲ့တော့ဒီမိုကရေစီနိုင်ငံဖြစ်လာမယ်ဆိုရင်ဒီဥပဒေတွေကဒီမိုကရေစီနဲ့မကိုက်ညီဘူးဆိုတာကိုသိလို့ ဆန္ဒရဲ့ဆက်တလ1998ခုနှစ်နိုင်ငံတော်အေးချမ်းတာယာရင်ဖုန်ကျိုးရေးကောင်စီကိုဗိုလ်ချုပ်မူကြီးဦးတန်းချိုရဲ့ဦးဆောင်ဖွဲ့စည်းပြီးတော့နိုင်ငံရေးဦးတည်ချက်စီးပွားရေးဦးတည်ချက်ဒီမိုရေးဦးတည်ချက်ဆိုပြီးဦးတည်ချက်ဆက်နှစ်ရက်ကိုချမှတ်ပြီးတော့အေးချမ်းတာယာပြီးခင်မီဖုန်ကျိုးတိုးတက်တဲ့နိုင်ငံတော်ကိုဆက်လက်တည်ဆောက်ခဲ့တာဒီတော်တို့မြန်မာနိုင်ငံတော်အစိုးရအမိတ်အမှတ်တင်းမြင့်ဆောင်99ကိုလည်းရန်ကုန်မြို့1960ခုနှစ်အစုံလောက်ဝင်နေအချိန်1996ခုနှစ်မေလ14ရက်နေ့မှာဟလာအချိန်ထုတ်ပြန်ထုတ်ပြန်ခဲ့ပါတယ်1962ခုနှစ်ဒလောင်းလာဇန်တရက်နေ့2000ပြည့်နှစ်အောက်တိုဘာ28ရက်နေ့မှာ 这边当姑子姑，没用，偏说没用，这些偷骗的吧？那我们长篇的，我们把这些的，嘛，这些偷骗的吧？咦，唐古啊，可能空的有名，五个的唐古啊，可能空的几万名，五个的有，阿拉阿拉嘛，看谁没有，谁来没见到过嘞？阿拉比那那带手下货的啊，有那开洋的有，广东两种，没啥的偷骗的吧？然后嘞，伊那个那手下的乌人楼上路没压路，啊，比比三亚楼的马玉也货，哎呀，我那不光肥多，啊，哎呀，我也也参加工兵线，一百五十个呢，那他们生产工人嘛，啊，比比有兵比的吧？啊，这么多的。 ည်သူပေါ်မှာထားတဲ့မေတ္တာစေတနာပါဒါအမြောင်မြင်ဘာကြောင့်အမြောင်မြင်ရှိတယ်ဆိုတော့ဒီနေ့မှာနိုင်ငံသားထောက်ပံ့ကူညီတဲ့အကူအညီမှုကိုရယူနေတဲ့ပါတီတွေကအာဏာရသွားမယ်ဆိုရင်နိုင်ငံသားပါဝင်မှုတွေဆော့ဖက်မှုတွေရှိလာမယ်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကိုဟလာဘာသာရေးအရာဟလာအနိုင်ကျင့်ချုပ်ချယ်တာတွေနိုင်ငံရေးအရာအနိုင်ကျင့်ချုပ်ချယ်တာတွေလူမှုရေးအရာအနိုင်ကျင့်ချုပ်ချယ်တာတွေရှိလာမယ်ဆိုတာကိုကြိုတင်သိထားတဲ့အတွက်ဒီအမိတ်တွေကိုဒီဥပဒေတွေကိုရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ပါတယ်နောက်ကိုလည်းဒီဥပဒေရုပ်သိမ်းခဲ့တဲ့အမိတ်စာတွေကိုကျွန်တော်ဆက်လက်ပြင်ပြဆွေးနွေးသွားပါမယ်ဒါလူငယ်လေးတွေကိုရည်ရွယ်ပြီးအခုလိုကျွန်တော်ပြင်ပြခြင်းဖြစ်ပါတယ် လူငယ်တွေတော့ဂျင်းလာနေနေသေးရနော်ကိုပေါ့ဂျင်းမိနေတော့မောပါသေးဘူးသူကလူငယ်တွေပါဂျင်းထည့်ကျင်သေးတာအသက်ကြီးပြီအချိန်မရှိတဲ့လူတွေအတွက်ကိုတော့ကျွန်တော်မကြည့်ရပါဘူးဒီလိုလူမျိုးတွေကတော့ဒီဒီဝတ်တက်လို့သောက်ပါပေါက်တာလို့ဖျားရအောင်မှချုပ်လို့မရလို့ဟာလာအဝယ်ရှိမှဒီနေ့ဒီလူတို့ဆံပြန်းနေကြပါဟာလာအဲ့လိုလူမျိုးတွေကအသက်ကြီးပြီအချိန်မရှိတဲ့လူတွေကအားကြီးပါပဲကျွန်တော်တို့မြန်မာနိုင်ငံမှာဟာလာလူငယ်လေးတွေကိုဖျက်ဆီးအေးသေးကြတာပေါ့မင်းကထိတ်ဆုံးကမင်းကထိတ်ဆုံးကအဲ့တော့နိုင်ငံရေးလည်းဟုတ်ဒီပါတီမသိဘာသာရေးလည်းဟုတ်ဒီပါတီမသိဟာလာကိုကိုကိုဆရာကြီးလုပ်နေကြတယ်လူတွေအဲ့လိုလူမျိုးတွေကိုကျွန်တော်မကြည့်ရပါဘူး ီလေးအနာကရဲ့အဖူအညွန်ဖြစ်တဲ့လူငယ်လေးတွေမောင်မယ်လေးတွေဒါလိုင်းကြည့်ရင်းနဲ့ဘ ഹു တုတ္တတလုံးတစ်ပါးကတလုံးမှတ်နှလုံးမှတ်နဲ့ဘ ഹു တုတ္တကျွဲဝစေရန်အတွက်ကျွန်တော်အခုလိုပြင်ပြပေးခြင်းဖြစ်ပါတယ်ကဲသူတင်ပြတာဘယ်လိုမျိုးဘုဒ္ဓရာရလဲဆိုတာကတော့အော်တော့ဝိုင်းပြီးတော့ဖြီးပြီးလဲလို့ရပါတယ်။အဲ့အဲ့ဒီမှာသူပြောသွားတဲ့အရာတွေကတော့ဒါကတော့စစ်ခွေးတွေလုတ်ခဲ့တဲ့အရာတွေပေါ့နော်။ဒါဟိုကနေဝင်လက်ထက်ကနေပြီးတော့အခုလက်ထက်ရှိစစ်ခွေးတွေလုတ်ခဲ့တဲ့အရာတွေပြောသွားမှန်ပါတယ်။ဒါ Anlady ဆိုတာလည်းသူတို့ခွင့်ပြုလိုက်လို့တက်လာလို့ရတဲ့အနေအထားတစ်ခုပါပဲ။အခုပါတစ်ခုနဲ့ပြောရမယ်ဆိုရင်တော့ဒီနေ့မှာ Nissan တရက်နေ့အောင်တဲ့ကသူတွေကိုပြန်ပြီးလှုပ်ပေးလိုက်ပါတယ်။အားလုံးပျော်ရွှင်ကြတော့တွေ့ရပါတယ်။ ောင်နေကလွတ်လပ်တဲ့သူတွေပျော်ရွှင်ကြသလိုမိသားစုတွေပျော်ရွှင်နေကြပါတယ်။အဲ့ဒီမှာမင်းအောင်နိုင်ကိုကျေးဇူးတင်တဲ့လူတွေရှိပါတယ်။ဒါပေမဲ့အခုတိထားဖို့ကမတရားဖမ်းဆီးခံရရပြီးပြန်လွတ်ပေးတာဖြစ်တယ်။အစားတွေကဖမ်းအောင်မဖမ်းခံရတဲ့သူတွေဆိုတာကိုကိုကိုခံယူထားဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီစစ်တရဲ့ယေရှုဆိုတာကျွန်တော်တို့ပြည်သူစီမှာဘယ်တော့မှရှိပါဘူး။အောက်တိထားဖို့လိုပါတယ်။စစ်တရဲ့ယေရှုကမြန်မာနိုင်ငံမှာမူးလို့ရှူစရာတော့မရှိဆိုတော့အားလုံးတိထားဖို့လိုအပ်ပါတယ်။လူမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာကိုသိမ့်မြတ်ကတော့ပါဠိထောက်ပြပြောဆိုလဲဆိုတာကိုကျွန်တော်အနေနဲ့ကြည့်ရသေးတယ်အမျိုးတွေပြန်လည်မျှဝေပေးတဲ့ဖြစ်တဲ့အတွက် အလုံးပဲအတူတူကြည့်သွားပြီးလို့ရပါတယ်။ပြည်သူတွေကိုဒီနှစ်ခေတ်ဒုက္ခပေးနေတဲ့အရာတွေထဲမှာအလူကန်လောင်းကစားမဲဖောက်တာထိထိုးတာတွေဟာရှေ့ဆုံးကပါပါတယ်။အလူကန်တွေအနောက်မှာအစိုးဆုံးအလူကန်တစ်မျိုးကိုအခုလောလောဆယ်ထောင်ငါလွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတယောက်စီကနေပြီးတော့ကြားရပါတယ်။အဲ့ဒါကတော့အကျဉ်းသားစီကနေပြီးတော့ထောင်အာဏာပိုင်တွေကနေအလူကန်တာပါ။တော်ရီထောင်မှာမိဇက်မောင်းမှုအတွက်အကျဉ်းသားတွေစီကနေပြီးတော့အလှခံပါတယ်အကျဉ်းသားတွေကအလှငွေမထက်နိုင်ဘူးလို့ညင်းတော့အဲ့ဒါဆိုလို့ရှိရင်မိဇက်မောင်းမှုပေးနိုင်ဘူးရေလောက်အောင်တင်မပေးနိုင်ဘူးမင်းတို့တယောက်ကိုရေ၅ခွက်စီပဲချို့ကွာဆိုပြီးတော့အကြက်ကင်ပါတယ် နိုင်ငံတော်မှာတနက်ကင်ပြီးတော့အလှူခံတာတွေကိုလည်းနားနဲ့မဆက်အောင်ကြားနေရပါတယ်။တနက်ပြအလှူခံတော့မှာတော့မထည့်ချင်လို့ရှိရင်လည်းထည့်ရတော့ပါဒါပါပဲ။အခုထောက်မှာကတော့ပို့ဆိုးပါတယ်။ကျိုးနဲ့တုံးဒုံးနဲ့မိုးပြီးတော့မှလှူမလားမလှူဘူးလားဆိုပြီးတော့အလှူခံနဲ့နေပါ။အကျဉ်းထောင်ပြုတ်ပြည့်ရဲ့အတွက်ဆက်လို့ရေးတွေလုတ်တဲ့အခါမှာလည်းအဲ့ဒါလိုလုတ်ပေးရတဲ့အတွက်အလှူငွေထည့်အောင်ဆိုပြီးတော့ကောက်ပါတယ်။တကယ်တော့အကျဉ်းထောင်ပြုတ်ပြည့်ဆက်လို့ရေးတို့မိဇက်မောင်းဖို့စီဖို့လို့ဆိုတာကသူတို့အတွက်အုတ်ချုပ်သူကရိတ်ချပေးပြီးလားပါ။ ဲ့ဒါကိုသူတို့ကပဲမြစ်တာရှေ့ထားပြီးတော့လုတ်ပေးသလိုလိုနဲ့အကျဉ်းသားစီကနေပြီးတော့ထပ်ပြီးတော့အလှူခံတာပါတကယ်တော့အကျဉ်းသားတွေမှာငွေကြိုင်ခွင့်မရှိပါဘူးငွေသုံးခွင့်လည်းမရှိပါဘူးဒါပေမဲ့အကျဉ်းသားတွေကိုငွေစင်းဖွင့်ခိုက်တာပြီးတော့အဲ့ဒီငွေစင်းနဲ့ထောင်အာဏာပိုင်တွေကလှုပ်ရှားနေတာတော်တော်ကြာပါပြီငွေစင်းဖွင့်တယ်ဆိုတာကအကျဉ်းသားတွေရဲ့နာမည်နဲ့ငွေကိုထောင်ပိုင်ထောင်မှုတွေစီမှာအပ်ထားတာကိုအဲ့ဒါကိုသူတို့နာမည်နဲ့ငွေစင်းဖွင့်ထားတယ်လို့ခေါ်တာပါအဲ့ဒါလိုငွေစင်းဖွင့်ထားတာကို ဈေးပါလို့လည်းသူတို့ကခေါ်ပါတယ်။မြန်မာနိုင်ငံမှာဝန်ထမ်းမှန်သမျှလက်ပေးလက်ယူမကင်းကြပါဘူး။ပြတာအဆင့်ကစပြီးတော့ဟိုးအထက်ဗိုလ်ချုပ်မှုကြီးအဆင့်ထိတယောက်မှအကျင့်ပြတ်ချစားမှုနဲ့မကင်းပါဘူး။တို့ကတော့လက်မစားပါဘူး။သူ့ဘာသာစေတနာနဲ့လာကြတော့တာကိုဆိုလို့ရှိရင်တော့ယူပါတယ်လို့တချို့ကတချို့ဝန်ထမ်းတွေကကိုကိုကိုညံ့ညာတာတာတွေးပြီးတော့စင်ကြေပေးကြပါတယ်။တကယ်တော့အဲ့ဒါကလည်းလက်စားတာပါပဲ။ဘယ်သူမှအလကားနေရင်အာအာရရလိုက်ပေးမနေပါဘူး။အဲ့ဒါလို့ဖြစ်နေအောင် တမင်ကိုလှုပ်ထားတာပါဝန်တန်းမှန်သမျှမခိုးပဲလက်မစားပဲနဲ့တမင်မဝနိုင်တဲ့အဖြစ်ရောက်အောင်စနစ်တကျလှုပ်ထားတာပါနေပြည်တော်ကယာရူးကြီးဝန်တန်းတွေရဲ့ခြံကြီးခြံကောင်းတွေတိုက်ကြီးတိုက်ကောင်းတွေကိုလိုက်ပြီးတော့လက်ညှိုးထိုးကြည့်လိုက်ဆမ်းပါခိုးရပါနဲ့လွတ်တာတော်တော်ရှားပါတယ်ရှားတာတောင်မဟုတ်ပါဘူးရှိကိုမရှိတာပါအဲ့လိုဝန်တန်းတွေအကျင့်မြတ်လက်စားကြတဲ့အထက်မှာ မုန်းစရာယွန်စရာအကောင်းဆုံးဘျူရိုကရက်တွေကတော့ထောက်အားနာပိုင်တွေပါပဲသူ့ထက်နည်းနည်းရော့ပြီးတော့ ရုံစရာကောင်းတဲ့ဘျူရိုကရက်ဝန်ထမ်းကိုပြောရမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကရဲတွေပါရဲကတခိုးနဲ့ပေါက်စားတဲ့အထိအကျင့်ပြတ်ပါတယ်ချဲတိုင်းနှလုံးတီတိုင်းပြည့်တဲ့စရာတောင်မှမရှောင်မနဲ့အကုန်လုံးကိုငွေလဲညစ်တယ်လို့ပေါက်လဲစားပါတယ်ပြည်သူလူထုကိုလည်းဤမျိုးစုံနဲ့ငွေညစ်ပါတယ်အဲ့ဒါကြောင့်ရုံစရာကြီးဖြစ်နေပါတယ်ထောင်းအာနာပိုင်တွေကတော့အဲ့ဒီထက်တောင်မှပိုဆိုးပါတယ်လူစိုးလူကောင်းမရှောင်ထောင်းနဲ့ရောက်လာတဲ့သူတွေမှန်သမျှကိုဤမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်ရတဲ့အလုပ်ဟာသူတို့အလုပ်ပါပဲ ကံမကောင်းအကြောင်းမလားလို့ထောင်လေးရောက်လာတဲ့လူတွေကိုထတ်ဆင့်ပြီးတော့ဒုက္ခပေးတဲ့အလုပ်ဟာသူတို့ရဲ့အလုပ်ပါပဲမြန်မာနိုင်ငံမှာယူမုန်းစရာအကောင်ဆုံးဘျူရိုကရက်ဟာထောက်အာဏာပိုင်မှာတကယ်တော့ထောက်အာဏာပိုင်ဆိုတာဘကွက်သားတွေပါပဲသူတို့လက်ထက်ရောက်လာတဲ့လူတွေကိုတရိတ်ဆန်နေလို့သဘောထားပြီးတော့ညှိမျိုးစုံနဲ့ညှစ်မှန်းနှိပ်ဆက်ပါတယ်ထောက်အာဏာပိုင်မှန်ရင်သူတို့ပြောကားနဲ့အသက်ဆုံးရှုံးသွားရတဲ့သူဆိုတာရှိကိုရှိဘူးပါတယ်မကင်းကြပါဘူးအဲ့ဒါလို့ထောက်အာဏာပိုင်နေတဲ့မှာမှပိုဆိုးတဲ့ထောက်အာဏာပိုင်နဲ့နည်းနည်းဆိုတဲ့ထောက်အာဏာပိုင်ဆိုတာမျိုးပဲ ကွဲပြားတာရှိပါတယ်။ကောင်းတဲ့ထောင်အာဏာပိုင်ဆိုတာမရှိပါဘူး။အဲ့ဒါကလူတယောက်ရဲ့စိတ်ထားကောင်းခြင်းမကောင်းခြင်းနဲ့မဆိုင်ပါဘူး။ထောင်အာဏာပိုင်ဆိုလို့ရှိရင်အဲ့ဒါလိုမစိုးမဖြစ်စိုးနေအောင်ကိုစနစ်နဲ့ဖန်တီးထားတာပါ။ထောင်အာဏာပိုင်ကထောင်သားတွေကိုစေတနာမေတ္တာထားပြီးတော့ကောင်းကောင်းမွန်မွန်ပြုမှုဆက်ဆံနေလို့ရှိရင်အဲ့ဒီထောင်အာဏာပိုင်အလုပ်ပြုံပါပါ။အထက်ကလူကဖိမှထောင်းပါပါ။အဲ့ဒါကြောင့်ကောင်းခြင်းတောင်မှကောင်းလို့မရပါဘူး။အကျဉ်းသားတွေကို ဝေရှင်းဖွင့်ခိုင်းပြီးတော့အလူခံတယ်ဆိုတဲ့အထက်မှာစောစောကမိဆက်မောင်းကအလူခံတယ်ထောင်ပြုတ်ပြင်းတဲ့အတွက်အလူခံတယ်ဆိုတာတွေကငွေလိုလို့ဂျားပေါက်အပိုးငွေရှာတာမျိုးတွေပါပုံမှန်အလူခံနေတာတွေကလည်းရှိပါသေးတယ်အခါကြီးနေကြီးတွေမှာဆိုလို့ရှိရင်အလူခံနာမျိုးတွေပါအဲ့လိုအလူခံနာမျိုးဆိုလို့ရှိရင်လှူကြပါအုံးလို့ပြောနေတာမျိုးတောင်မဟုတ်ပါဘူးလှူကြမလားလို့မေးနေတာမျိုးတောင်မှမဟုတ်ပါဘူးမင်းတို့အကောင့်တွေကနေပြီးတော့တယောက်ကို2000ဖြတ်လိုက်ပြီးတယောက်ကို3000ဖြတ်လိုက်ပြီးလို့အတိပေးအောင်ပဲပေးတာပါ မလူချင်းဘူးလို့ဘသူကပြောလို့ရမလဲဗျာပြောတဲ့ကောင်အကြောင်းရှာပြီးတော့ရိုက်ခံရတာပေါ့သူတို့လက်ထက်မှာအကြောင်းပြစရာဆိုတာကလည်းမရှားပါဘူးတခြားငွေရှာနည်းညှဉ်းပန်းနည်းတွေလည်းအမျိုးမျိုးရှိပါသေးတယ်အကုန်တော့မပြောတော့ပါဘူးအကုန်ပြောလိုက်လို့ရှိရင်နိုင်ငံရေးအကျဉ်းသားတွေပါနေရထိုင်ရတာတချို့ကိစ္စတွေမှာပို့ပြီးတော့ကြက်တဲသွားမှာစိုးလို့အကုန်မပြောပါနဲ့လို့သတင်းရင်းမြစ်ပုဂ္ဂိုလ်ကမေတ္တာရက်ခံလို့တချို့ချံပေးထားပါတယ်အဲ့ဒါအပြင်မှာအပြင်ဘက်ကထောင်ဝင်စာလာတွေ့တဲ့ဆွေမျိုးမိဘစီကလည်းအလူခံပါသေးတယ်ကဲ ပြန်ပြီးဆွဲပြီးတော့ငွေတောင်းတာနဲ့တူနေဘူးလားဗျာမပေးရင်အထက်ကလူကိုနှိပ်ဆက်မှာကကြောက်ရသေးတယ်လေအကျင့်ထောင်ကိုလူနေရဲလို့ဆရာကြီးဦးဝင်းတင်ကတတ်မှတ်ခေါ်ခဲ့ပါတယ်အမှန်ပါပဲလူပြည်မှာရှိတဲ့ငရဲစစ်စစ်ပါထောင်ထဲရောက်ပြီးဆိုတာနဲ့ညှဉ်းပန်းနှိပ်ဆက်မှုမျိုးစုံကိုကြုံရပါတယ်ပုံစံတိုင်းထိုင်ရတယ်ဆိုတာကညှဉ်းပန်းနှိပ်ဆက်မှုစိတ်ဓာတ်ချိုးနိုင်မှုကိုအစပြုတာပါပဲလူကုံတိတ်ခါကိုချိုးဖက်စော်ကားမှုမျိုးစုံလုပ်ပါတယ်နာမည်ခေါ်တာကဥရီကိုရီမောင်နေတတ်မခေါ်တော့ပါဘူးအဲ့ဒါကဥချိုးတဲ့နေတမျိုးပါပဲ ထောင်ဘူးဝကလူဝင်တကားပေါ့ကိုငုတ်ဝင်အောင်လှုပ်ထားပါတယ်အဲ့ဒါကလည်းတမင်ချိုးနေထားတာပါပဲတန်ကားတွေကိုဖမ်းဆီးထားရင်လူဝင်လက်ခိုက်ပါတယ်မင်းနဲ့ငါနဲ့ပြောဆိုချိန်ပေါင်းရိုက်နှက်တာတွေကိုလည်းလှုပ်ပါတယ်အန်အိုးစရာကောင်းတာကနိုင်ငံရေးသမားအဖြစ်ထောင်ကျခံရပြီးတော့ထောင်ကနေလွတ်သွားအစိုးရဖြစ်သွားကြတဲ့သူတွေကလည်းသူတို့လူမဆန်စွာခံခဲ့ရတဲ့အကျဉ်းထောင်တွေကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားကြတာမျိုးမလုပ်ကြပါဘူးလှုပ်ဖို့အမှတ်မရကြပါဘူးလူမဆန်တဲ့ထောင်အာဏာပိုင်တွေကိုစစ်စစ်အပြစ်ပေးဖို့လည်း တိမရကြပါဘူးလွတ်သွားတဲ့တန်ဃာတွေကလည်းတန်ဃာတွေထောင်ထဲမှာသင်္ကန်းဝှေ့ခွင့်ရာရေးအတွက်အပြင်ကနေတောက်ဆူတိုက်ပွဲဝင်ကြတာမျိုးမကြမိပါဘူးစနစ်ဆိုးကိုတခွက်ချင်းလိုက်ပြင်လို့မရနိုင်ဘူးလို့သဘောထားကြတာပဲလားဒါမှမဟုတ်စနစ်ဆိုးနဲ့အသားကျသွားပြီးတော့ဒါကပုံမှန်ပဲလို့ထင်သွားတာ normalize အလုတ်ခံလိုက်ရတာမျိုးပဲလားဆိုတာမခွဲတတ်ပါဘူးဒါမှမဟုတ်ကိုလွတ်သွားပြီးတဲ့နောက်မှာမေ့သွားကြတာမျိုးလားတော့မသိပါဘူး အစ်စိတ်ထောင်ဆိုလို့ရှိရင်စံပြထောင်လို့ခေါ်ပါတယ်စံပြနှိမ့်ဆက်ညှဉ်းပန်းတာပါပဲတိုင်အော်ဒီထောင်ကတော့ပုံစံထောင်လို့ခေါ်ပါတယ်စိုးတဲ့ဒုစရိုက်သမားဝါရင့်တဲ့နိုင်ငံရေးသမားတွေကိုတိုင်အော်ဒီထောင်ကိုပို့ပြီးတော့ပုံစံပေးတာပါလွန်ခဲ့တဲ့1980 1990အလွန်နှစ်တွေထက်စာလို့ရှိရင်အခုကထောင်မှာတိုးတက်လာတာတခုတော့ရှိပါတယ်အဲ့ဒါက ICRC လို့ခေါ်တဲ့ကမ္ဘာအကျက်ချိန်ကြီးအဖွဲ့ရဲ့ကောင်းမှုပါကဘာကအကြက်ကြိုင်ဖျားပေးလာတဲ့အခါမှာမလွဲမရှောင်သာတဲ့အစုံမှာမပြောင်းခြင်းပြောင်းခြင်းအပြောင်းလဲ လုတ်ပေးရတာမျိုးပါကဘာကဖိအားပေးလာတဲ့ကံမှာတိတ်ရုပ်ရက်စင်းပြက်ဖြစ်လို့လို့ကဘာနဲ့အညီနည်းနည်းပါးပါးပြုတ်ပြင်းလိုက်ရောပေးရတာမျိုးပါအဲ့ဒါကတော့အကျဉ်းထောင်မှာအိမ်နာရှိလာတဲ့အချက်ပါအရင်ကဂံဗလာပဲပေးထားပါတယ်အကျဉ်းသားကိုနှိပ်စက်ခြင်းတဲ့ကံမှာတိုက်ပိတ်ပြီးတော့ဂံဗလာပြေးတာတောင်မှလဲခွန့်တွန်ခွန့်မပေးလို့ဂံဗလာတွေကလောက်ကောင်တွေကလူကိုအကြိုက်ခံရတာမျိုးတွေဖြစ်အောင်မြင့်ပန်းနှိပ်စက်တာမျိုးတွေကိုတမင်တက်တက်လုပ်ဖူးပါတယ် ဝင့်တင်ထွန်းရေးတဲ့၆တိုက်မှာလောက်ကြိုက်တာခံရဘူးသလားဆိုတဲ့ဝတ္ထုတို့တွေဟာအဲ့လိုညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်းကိုရေးထားတာပါဂမ်ဘလာဆိုတဲ့စစ်အင်ဂျင်ကုန်ထဲမှာထောင်သားတွေအညစ်အကြေးဆွတ်ရတဲ့စနစ်အဆုံးတတ်သွားတာသိပ်မကြသေးပါဘူးအဲ့ဒါကအများကြီးလူဆန်လာတဲ့အချက်ပါဒါပေမဲ့လူ80လောက်ရှိတဲ့အိတ်ဆောင်မှာအိမ်သားကတလုံးပဲရှိပါတယ်ဘလို့နည်းနဲ့မှမလောက်ငှပါဘူးစဉ်းစားကြည့်ပါအိမ်သားခမညာတနေ့ကုန်နားချိန်တောင်ရှိမှာမဟုတ်ပါဘူး အိမ်နာကရှေ့မှာအကာမပါပါဘူးဒါပေမဲ့အကျဉ်းသားတွေကကို့မှာရှိတဲ့အဝတ်ကလေးနဲ့ရှေ့မှာကာပြီးတော့အသုံးပြုကြတယ်လို့ဆိုပါတယ် ICRC ဝန်လာပြီးတော့အကျဉ်းသားတွေကလည်းတောင်းဆိုကြလို့အခုကမှအိတ်ဆောင်တချို့မှာအိမ်နာတစ်လုံးတိုးပြီးတော့စောက်ပေးပါတယ်ဒါပေမဲ့ ICRC ကစောက်ပေးတာလို့မပြောဘဲနဲ့အိမ်နာစောက်ခဆိုပြီးတော့အကျဉ်းသားတွေရဲ့ငွေစင်းကနေပြီးတော့ဖျက်ပါတယ်အကျဉ်းသားတွေကအိမ်နာနဲ့ပတ်သက်ပြီးတော့အပြစ်တင်ဝေဖန်ပြောဆိုတာတွေလောက်လာတော့ကြတော့မှအဲ့ဒါ ICRC ကစောက်ပေးတာပါဆိုတာကိုထုတ်ပြောပါတယ်လူချစ်စဲ ိမ်သာနှလုံးဆိုတာကလည်းမလောက်သေးဘူးဆိုတာကတော့အားလုံးနားလည်နိုင်ကြပါလိမ့်မယ်။ထောင်မှာလူသိပ်ကြက်နေပါပြီ။ကြက်မှရင်ထိခိုက်လောက်အောင်ကြက်တဲနေပါပြီ။နှစ်စဉ်နှစ်ဆန်းတရက်နေ့တိုင်းမှာဖြစ်စေရထူးရမြက်တွေမှာဖြစ်စေဆေးအုပ်စုကအကျဉ်းသားတွေကိုလွှတ်ပေးလေရှိပါတယ်။အဲ့ဒါလို့လွှတ်ပေးတဲ့အခါတိုင်းမှာသူတို့ကမဟာဂရုဏာထားပြီးတော့စာနာစိတ်အပြည့်နဲ့လွှတ်ပေးတဲ့လိုမျိုးပနာယူလေရှိပါတယ်။ အဲ့ဒါလို့လွတ်ပြီးတဲ့ကြီးညာချက်တိုက်မှာလဲပြည်သူလူထုနှလုံးစိမ်ဝမ်းအေးချမ်းစေရေးအတွက်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်၎င်းလို့အသားယူပြီးတော့ရေးသားလေးရှိပါတယ်အဲ့ဒီစာသားကိုကြည့်ရင်လူတွေကိုသူတို့ဖန်ဆီးအကျဉ်းချထားတဲ့အတွက်ပြည်သူလူထုနှလုံးစိမ်ဝမ်းမအေးမချမ်းဖြစ်နေတယ်ဆိုတာကိုသူတို့သိပါတယ်ဆိုတဲ့သဘောပါပဲလူသားချင်းစာနာထောက်ထားမှုကိုအလေးထားပြီးတော့လွတ်ပြီးတယ်ဆိုတော့သူတို့ဖန်ထားတာဟာလူသားချင်းစာနာထောက်ထားမှုကိုအလေးမထားလို့ဖန်ဆီးထားတာဆိုတာကိုဝန်ခံတဲ့သဘောပါပဲလူတွေကို ဖမ်းထားလို့ပြည်သူကနှလုံးစိတ်ဝမ်းမေးအေးမချမ်းဖြစ်နေတာကိုသိရအစကတည်းကမဖမ်းနဲ့ပေါ့ဖမ်းလိုက်လွတ်လိုက်လုပ်လျောက်အောင်လူတွေကကကြားစရာမဟုတ်ပါဘူးအထူးသဖြင့်နိုင်ငံရေးအကျဉ်းသားတွေဟာမတရားဖမ်းဆီးခံရတဲ့သူတွေကြီးပါပဲအုပ်ချုပ်သူနဲ့နိုင်ငံရေးအမြင်မတူလို့ဝေဖန်တဲ့သူတွေဆက်ညက်တဲ့သူတွေတော်လှန်တဲ့သူတွေကိုဖမ်းထားတာပါပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားတဲ့အနေနဲ့အကျဉ်းသားတွေကိုလွှတ်ပေးတယ်ဆိုတဲ့စကားဟာမဟုတ်မဟုတ်လိမ့်လေပြောကြတဲ့ရွှေရှာဆက်စုပ်စရာစကားပါ ဲ့ဒါကြောင့် NUG အမျိုးသားညီညွတ်ရေးအစိုးရကအဲ့ဒီစကလုံးတွေကိုပဲတစ်ထပ်တည်းသုံးပြီးတော့လူငင်းချမ်းသာကိုကြီးညာတယ်ဆိုတော့ကျွန်တော်ဝေဖန်ခဲ့ပါတယ်အဲ့ဒါကြောင့်ဝေဖန်တာပါအခုလဲတာယာဝတီထောင်အစ်စိန်ထောင်မှာလူတွေပြည့်ကျက်နေပါပြီစိုးစိုးဝါးဝါပြည့်ကျက်နေတာပါအစ်စိန်ထောင်မှာဆိုလို့ရှိရင်အိတ်ဆောင်တစ်ခုမှာလူတယောက်အိတ်ဖို့နေရာအတွက်အရင်ကတပေခွဲသတ်မှတ်ပေးထားရကနေအခုဆိုလို့ရှိရင်တယောက်ကိုတပေပဲသတ်မှတ်ပါတော့တယ်စဉ်းစားကြည့်ပါတပေဆိုတဲ့နေရာဟာ ဘလို့နီးနေမှလူတယောက်ချောင်းချောင်းကြည့်ကြည့်အဲ့လိုမရပါဘူးလူတယောက်ရဲ့ပခုံးအကျယ်ကတပိတ်ကျော်ပါတယ်အဲ့တော့လူတယောက်နဲ့တယောက်ထိကပ်ပြီးတော့အိတ်ကြရပါတယ်ဒါပြင်လူတန်းတတန်းနဲ့တတန်းဒီထိတ်တဲ့အတန်းနှစ်တန်းကခြေချင်းဆိုင်ပြီးတော့အိတ်ကြရပါတယ်ခြေချင်းဆိုင်ပြီးတော့အိတ်တယ်ဆိုပေမဲ့ခြောက်ချင်းထိတ်တဲ့ထိအောင်ထိပြီးတော့အိတ်ရတာမျိုးမဟုတ်ပါဘူးလူနှပြန်စားနေရာမရှိတော့နေရာကျန်လွန်းလို့ခြောက်ချင်းထက်နေပါတယ်ခြောက်ချင်းမထက်အောင်တယောက်ခြောက်ကိုတယောက်ကခြောက်ချင်းခွပြီးတော့ပတ်တာဆက်အိတ်ကြရပါတယ် ထောင်ထဲမှာအကျဉ်းသားတွေရဲ့အခြေအနေကကြက်မာရေးအတွက်အလွန်မသင့်တော်လောက်အောင်အထိဆူဆူဝါးဝါလူဦးရေကြက်ညက်နေပါပြီအပြစ်ဘက်မှာကလည်းဆက်ရနယ်ရှင်ကိုဆန့်ကျင်တာတွေပုံကန်တာတွေတော်လန်တာတွေကအဆက်မပြတ်ဖြစ်နေပါတယ်သူတို့ပုံမှန်တွေနဲ့ဘာမှမညီဘူးထားအောင်စစ်မှုထမ်းမလိုက်ဖက်နဲ့ထွက်ပြေးတဲ့သူတွေရဲ့မိဘဆွေမျိုးတွေကိုအချောက်တိုက်ဖမ်းဆီးတာမျိုးတွေကလည်းလောက်ရပါသေးတယ်ထောင်ထဲမှာကဖမ်းမိသားလူတွေနဲ့အပြစ်ထောင်အပြစ်မှာကနောက်ထပ်ဖမ်းကျင်တဲ့လူတွေကလည်းတပုံတစ်ခေါက်နောက်ထပ်ဖမ်းမဲ့လူတွေကို ထောင်ထဲမှာနေရာကျက်လို့နေရာချောင်ချောင်ရှိရှိရှိတဲ့နေပြီးတော့6လုံးတန်းမှာသွားပြီးတော့ထားမလားဆိုတော့လေသူတို့ကမထားကြပြန်ဘူးအဲ့တော့ဆက်အနာရှင်နေလဲအကွက်ရွှေရညံကစားရပါတယ်အဲ့တော့အကျဉ်းသားအဟောင်းအသစ်လဲဖို့အတွက်အခါကြီးရဲ့ကြီးကိုစောင့်ပြီးတော့မကြခဏထောင်ခါပေးရပါတယ်သူတို့ပြောနေတယ်လို့ပြည်သူလူထုနှလုံးစိမ်ဝမ်းအေးချမ်းစေဖို့လူသားချင်းစာနာထောက်ထားလို့ဆိုတာတွေဘာမှမဟုတ်ပါဘူးအဲ့ဒါတွေအကုန်လုံးကဖော်ရှော်တွေအပြန်ကွေးတွေအပလာတွေပါ အေးအားလုံးပဲစစ်တေရဲ့ကျေးဇူးကတော့ကျွန်တော်တို့မြန်မာပြည်သူလူထုပေါ်မှာမူးလို့တော်ပြုစရာမရှိဘူးဆိုတဲ့အတီးလေးရှိမှဆိုရင်ကျွန်တော်တို့ဒေါ်လာရေးကိုဆက်ပြီးတော့အားကျမှတဲ့တွိုင်းနေပဲဘူဂျင်းနဲ့ဖန်နိုင်တခုကိုလှမ်းကြအောင်ဗျာအားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်နောက်တစ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတော်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒူရှင်း channel လေးကိုလည်း subscribe လုပ်တယ်လည်း subscribe ပြီးဘေးကခလုံးလင်းထားကြည့်မြင်တက်လာမြတ်ဗီဒီယိုအားလုံးကြည့်ရဖြစ်ပါတယ်ကိုဂျက် channel နံပါတ်2ကလေးကိုလည်းကြောက်ရောက်အားပေးပြီးလည်း subscribe နှိပ်ထားပေးဖို့လည်းဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်ဗီဒီယိုရဲ့အပေါ်တောင်းလေးပါနှင်ပေးထားဖြစ်တဲ့အတွက် ထိုက်ရိုက်သွားရောက်ကြည့်ရှုပြီးတော့လိုက်ရန် subscribe ပေးနိုင်ပါတယ်။လူတွေအားလုံးပဲဒီဘေးဒဏ်မှာအများဆုံးကင်းဝေးပြီးအလင်းဘေးဒဏ်မှာလည်းအများဆုံးကင်းဝေးကြပါစေလို့ဒီနေရာကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။